ကြာကလေးတစ်တိုက်ကိုသိစီခြင်းနဲ့အတွက်ကြောင့်မလို့ဒီဘို့ကိုတင်ရချင်းဖြစ်တယ်ပေါ့နော်ငါငါယောက်ျားအခုလိုမျိုးအထင်မြင်လွဲမှားတာတော့ငါမခံနိုင်ဘူးနော်အဲ့ဒါကြောင့်မကောက်ကငါကရုံးတုံးလိုက်တယ်ငါကငါအဖြစ်ပေးတဲ့အနေနဲ့အဲ့တော့မဆွနော်နိုင်ဘူးအဲ့တော့ခွန်းလို့ပြေးတယ်သူ့ကိုပြေးတဲ့အနေနဲ့သူ့စံပါကိုကျွန်တော်ကရုံးတုံးခိုင်းလိုက်တယ်အဲ့မှာသူတုံးတော့သူဝမ်းနေတယ်ဝမ်းနေတော့ကျွန်တော်လည်းလိုက်ပြီးတော့တုံးပေးတယ်အဲ့တော့သူများအိမ်တော်ရဲ့အရှင်မပြေတာတွေ့ရင်သွားပြီးတော့ ကကူလီဂျင်တဲ့ကောင်တွေကတက်တက်ကိုရှိတယ်။နော်အဲ့ကောင်တွေအခုဒါကိုကြည့်နော်မင်းတို့သူတို့အိမ်တော်ရေးပြန်ဆင်ပြေးသွားရင်မင်းတို့နာမည်တက်မပြောရုံတမယ်ပဲနော်နာမည်တက်ပြောရင်လည်းမင်းတို့ဘွမ်းပြီအဲ့တော့သတိထားဖို့လိုတယ်လိုလိုလက်လက်ကိုဖုန်ချောင်လို့ရရဲသားနဲ့နော်ပွဲလန်တုံးမှာဖြာခင်းခြင်းတဲ့ကောင်တွေပေါ့လေဗျာနော်ပွဲလန်တုံးဖြာခင်းမဲ့ကောင်တွေသတိထားဖို့လိုတယ်ခနက်ပြက်နဲ့ခွေးငတ်နဲ့များတိုက်တိုက်ဆိုင်ဆိုင်တွေ့မလားဆိုပြီးမျောလင့်ချက်တကြီးကြီးနဲ့ တရေတများများစောင့်စားနေတဲ့ကောင်းကြီးတို့နော် Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ညတော့အိမ်တော်ကြီးနဲ့ပတ်သက်တာလေးတစ်ခု reaction လုပ်ချင်ပါတယ်ဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြချင်တယ်ဒီဗီဒီယိုဖိုင်လေးကို ကြည့်ပြီးတော့ကျွန်တော်တို့အိမ်တော်တဲ့အမျိုးသားတွေအမျိုးသမီးတွေသတိထားဆင်ခြင်ဖို့ရွယ်ချက်နဲ့တင်ပြခြင်းဖြစ်တယ်နောက်ပြီးတော့ လိုင်းပေါ်မှာသွေးထိုးဆန်းကျင်တဲ့ခေါင်းကြီးတို့လိုင်းပေါ်မှာဝါသနာအရသွေးထိုးဆန်းတဲ့ခေါင်းကြီးတို့သတိထားဖို့လဲပါပါတယ်ဗောလေနော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုအရင်ဆုံးကြည့်ကြရအောင်ဗောကျောင်းကျန်းခွန်ပါလေးမိမလေးအမေအိအပြစ်တွေကျူးလွန်နေပါရဲ့ရောက်သားရဲ့မွေးကြီးရအစာယောက်ျားရင်းကြီးမှုော်လဲတော့တော့လုပ်ခဲ့တာဒီအများကြီးရှိပါတယ်အဲ့ဒီအပြစ်တွေကျူးလွန်နေတာလေးဒီကဘာဝင်ချတော့မှာပါရဲ့ ။ဒါကြရဲ့မိမပေါ်ပါလေ။ခုလိုပေးပါယောက်ျားကိုကာရီတာဝစီကမနောကန်နဲ့တကယ်ပဲပြောမှဆိုမှကျူးလွန်ခဲ့ပါရဲ့။အဲ့ဒါကြောင့်မို့အဲ့အဖြစ်တွေကိုခုလိုပေးဖို့တောင်းပါပါယောက်ျားရင်းရှုလျှောက်လဲယောက်ျားပေါ်မှာသစ္စာရှိရှိနဲ့အကောင်းဆုံးရှင်းတမ်းမယ်ဆိုတော့ခရီးပေးပါယောက်ျား။မဟုတ်ခုလိုပေးပါနော်။ တဲ့အရာအားလုံးအတွက်ဒီကားနဲ့မှားခဲ့တာညာရှိနော်အဲ့ကောင်ကမင်းနဲ့ငါ့ပုံမှာတင်ခဲ့တယ်အဲ့တော့မင်းပုံမှာလည်းငါဆက်ဖက်ရတာလာညာနာထောက်ထားလို့အဖြစ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ရတဲ့အချိန်မှာအင်ပဒန်ကြည်နူးစရာကောင်းတယ်ဗျဒါသူတို့အိမ်တော်ရင်ပြန်ဆင်ပြေသွားတဲ့အချိန်မှာတယောက်ကိုတယောက်ဝင်ချတောင်းမှန်ပြီးတော့အဆင်ပြန်ပြေသွားတယ်ပေါ့ happy ending ပေါ့ဗျာနော်ဒါပေမဲ့ထပ်ပြီးတော့ပြစရာလေးတွေရှိတယ်ဗျာ င်တော်ရေးတစ်ခုမှာတယောက်နဲ့တယောက်နဲ့အထင်လွဲမှုတွေဖြစ်လာပြီးကတော့ကဆတွေဖြစ်လာပြီးဆိုလို့ရှိရင်ဘယ်လိုပြဿနာတွေရှိတတ်လဲဘယ်လိုမျိုးအဖြစ်အနှောက်တွေဖြစ်တတ်လဲဆိုတာလေးကိုဒီအမျိုးသမီးကပြောပြထားတာလေးကိုနားထောင်ကြည့်ပါဦးမယ်အားလုံးပဲမင်္ဂလာပါကျွန်မအခုပေါ့နော်ဒီဖို့တင်ရခြင်းရတော့ပေါ့နော်ဒီဖို့ဟိုဂျာကူလီတတိုက်ကိုသိစီခြင်းနဲ့အထွတ်ကြောင့်မလို့ဒီဖို့တင်ရခြင်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီနော်ဂျာကူလီတတိုက်နော်ခေါင်းကြီးတို့ ဲ့တော့ခေါင်းကြီးတို့သတိထားဖို့လဲပါတယ်ဗောလေဟလားဂျာကူလီတတိုက်လဲသိစေခြင်းနဲ့အတွက်ကဲနားထောင်ကြရအောင်ဗောโอเคတော့ جماعه အမှန်ကန်အားပေးနေတဲ့ fan အစ်စ်တွေရောမပါဘူးဗောနော်အဲ့တော့ جماعه ရဲ့ချက်ပေါက်မှာ جماعه ယောက်ျားနဲ့ جماعه ဟိုရံဖြစ်နေတဲ့အတိုင်းတာမျိုးတွေမှာချက်ပေါက်မှာစာရန်ရှိတဲ့အများကြီးပို့တယ်အမအမကိုအပေကလေးကနေခွက်ခဲ့တာဘလို့သဘောချခဲ့တာအမအမကိုကျွန်တော်ဘလို့မျိုးကူညီပေးမှာဘလို့မျိုးလုပ်ပေးမှာဟမ်အမ ဒီရှိနေနေနေဒီလိုမျိုးလေးတွေးလိုက်ဒီလိုမျိုးလေးလှုပ်လိုက်ပြီးတော့ဘယ်ကိုသွားဘာသွားလို့ဆိုတဲ့ဟာတွေကျမရဲ့ချက်ပေါက်မှာအများကြီးပြောလာတဲ့ချက်ပေါက်လေးတွေရှိပါတယ်အဲ့တော့သူတို့ကိုသူတို့ပြောတဲ့အတိုင်းဓာတ်တွေမှာอืมကျမလည်းကျမယောက်ျားနဲ့ကျမနဲ့အနေထားမျိုးတွေမှာကျမယောက်ျားနဲ့အနေထားမှာကျမအော်ငါ့ကိုဦးညီမှာပဲဆိုပြီးစိတ်လုံးနဲ့ကျမရင်ဖွင့်ခဲ့မိပါတယ်အဲ့တော့အဲ့လိုအတိုင်းဓာတ်တွေမှာအကြကူလီတွေဒီအဲကျမဟိုတော့အဓိကတော့ဟိုပြောချင်တဲ့သဘောတရား ကျွန်မအခုလိုဖြစ်နေတဲ့အချိန်ဒီမှာဝင်ပြီးတော့ကြာကူလီပေါ့နော်ဂျီရွယ်ချက်ရှိရှိနဲ့ဝင်လာတဲ့ကြာကူလီတစ်တိုက်ကိုဂျီရွယ်ပြီးပြောခြင်းပဲဖြစ်ပါတယ်ပေါ့နော်အခုနင်တို့တွေငါချက်ပေါက်မှလာပြောတယ်ငါအန်ငါငါစီပြီးမှအမဘလို့လှုပ်လိုက်ပါဘလို့လေးဖြစ်လိုက်ပါကျွန်တော်ကလေအမဘလို့စားနာတာဘလို့နားလဲတာပါဘလို့ဘလို့မျိုးကောင်းစေချင်တာပါအဲ့လိုစကလုံးမျိုးတွေနဲ့ပြောပြီးတော့ဟမ်ငါတို့အိမ်တော်ကြီးကိုခွဲတယ်အဲ့တော့အဲ့ချိန်မှာ ငါလဲဟဲ့ငါအခုလိုမျိုးကြီးဟမ်ကောင်းကောင်းမွန်မွန်ဖြစ်နေတာငါအခုလိုအလုပ်တွေလုပ်နေတာအခုလိုလှလှပပနေနိုင်နေဆိုတဲ့အတိုင်းထားပါလေငါရဲ့နောက်ွယ်မှာငါ့ကိုဘသူပန့်ပိုးနေလဲဘလိုမျိုးငါယောက်ျားဘလိုမျိုးပန့်ပိုးမှုဘလိုထောက်ပံ့မှုရှိလဲဆိုတာမင်းတို့မှမသိတာမင်းတို့ကငါ့ကိုချူချချူစားခြင်းယုံတတ်တတ်နဲ့ဟမ်ရွယ်ချက်ရှိရှိနဲ့ဝင်လာခဲ့တာလေဟမ်နင်တို့ကနင်တို့လည်းပြန်ကြည့်ကြည့်အောင်ဟမ်နင်တို့မှလည်း မိမတွေဟမ်ချစ်သူကြီးစားတွေရှေ့ကောင်းရှိမှာပေါ့အဲ့ဒီချစ်သူကြီးစားတွေမိမတွေတော့မင်းတို့ကထမင်းနှမအောင်လည်းမကျွေးနိုင်မဲနဲ့ဟမ်ခါဝေးအောင်လှလပပလည်းမဆင်နိုင်မဲနဲ့ငါ့ကိုကူညီမဲဆိုတော့ဟမ်နင်တို့နေထားနဲ့ငါတို့နေထားနဲ့ကိုရှင်းကြည့်အောင်ဒါပေမဲ့သူတို့ဆန်းတဲ့ခေါင်းကြီးတို့သတိထားဖို့ပေါ့နော်အခုလိုမျိုးပြောခံရတာကြီးကတော့မကောင်းဘူးပေါ့လေနော်နော်အဲ့တော့ဘယ်ကောင်တွေကသွားပြီးသွေးထိုးဆန်းလဲတော့မသိဘူးပေါ့လေ သူများအိမ်တော်ကြီးအစင်မပြေတဲ့အချိန်မှာသွားပြီးတော့မေတ္တာရှင်ကြီးတွေကိုချင်းစာသမားကြီးတွေမေတ္တာအကျင်နာကြီးမားတဲ့ကိုချင်းစာတရားအမတန်ကြီးမားတဲ့မေတ္တာရှင်ကြီးတွေပေါ့နော်အဲ့တော့လင်မယားအစင်ပြေသွားတဲ့အချိန်မှာဒီလိုမျိုးပြောခံရရင်ဖိငုံမှာပါခေါင်းကြီးတို့နော်အဲ့တော့အစိုးကြီးကလေးကတတိလေးထားဖို့လိုတယ်ကိုကြောင်မဲ့ကိုဖွန်ကြောင်မဲ့သူကဘယ်လိုမျိုးလဲဆိုတာလည်းသိဖို့လိုတယ် နော်အိမ်တော်ကြီးသူများအိမ်တော်ကြီးဆိုတာဝင်ရှုပ်လို့ကောင်းတဲ့အရာမဟုတ်ဘူးရမလားဆိုပြီးသွေးထိုးစမ်းတဲ့အရာမျိုးလည်းမဟုတ်ဘူးနော်အဲ့တော့သူများအိမ်တော်ကြီးအဆင်မပြေတာတွေ့ရင်သွားပြီးတော့ဂျာကူလီဂျင်တဲ့ကောင်တွေကတက်တက်ကိုရှိတယ်နော်အဲ့ကောင်တွေအခုဒါကိုကြည့်နော်မင်းတို့သူတို့အိမ်တော်ကြီးပြန်ဆင်ပြေသွားရင်မင်းတို့နာမည်တက်မပြောရုံတမယ်ပဲနော်နာမည်တက်ပြောရင်လည်းမင်းတို့ခွမ်းပြီ What အဲ့တော့သတိထားဖို့လိုတယ်လိုလိုလက်လက်ကိုဖုန်ချောင်လို့ရရဲသားနဲ့နော် ပွဲလန်တုံးမှာဖြာခင်းခြင်းတဲ့ကောင်တွေပေါ့လေဗျာနော်ပွဲလန်တုံးဖြာခင်းမဲ့ကောင်တွေသတိထားဖို့လိုတယ်ဖနက်ပြက်နဲ့ခွေးငတ်နဲ့များတိုက်တိုက်ဆိုင်ဆိုင်တွေ့မလားဆိုပြီးမျောလင့်ချက်တကြီးကြီးနဲ့တရေတများများစောင့်စားနေတဲ့ကောင်းကြီးတို့နော်ဒီလိုမျိုးဖြစ်လာခဲ့ရင်နာမည်တွေပါတက်ပြောလာရင်မကောင်းဖြစ်တော်မယ်ပေါ့နော်အဲ့တော့အဲ့တော့သတိထားစေခြင်းပါလေသူများအိမ်တော်ရေးဆိုတာနှောက်ရက်တင့်တဲ့ဟာမျိုးမဟုတ်ဘူးပွဲလန်တုံးမှာဖြာခင်းတင့်တဲ့ဟာမျိုးမဟုတ်ပါဘူးနော်အဲ့ဒီလိုပဲ အိမ်တော်ရှင်မျိုးသမီးတွေကလည်းကိုကအိမ်တော်ရေးအစင်မပြေလို့စိတ်ညစ်နေတယ်ခြေကွဲနေတယ်ဝမ်းနဲ့နေတယ်အားငယ်နေတဲ့အချိန်မှာအားကိုးရှာတယ်လို့လို့အဲရင်ဖွင့်စရာလို့လို့အတိုင်မင်းစရာလို့လို့အဲ့လိုမျိုး တွေးထင်ပြီးတော့လိုင်းပေါ်ကမေတ္တာရှင်ကြီးတွေနဲ့တွားပြီးဆက်ဆက်မိရင်လဲကိုတော်ဝင်ကိုယူရမယ်ကိစ္စပဲเนาะအဲ့တော့ပြီးတော့မှဂျာကူလီတွေပါဆိုပြီးတော့ပြောတာမျိုးကလည်းမကောင်းဘူးเนาะကိုကိုတိုင်ကလည်း ဒါမျိုးတွေတတိထားဖို့လိုတယ်အဲဒါကြောင့်ဒီဗီဒီယိုဖိုင်လေးကို share ခြင်းဖြစ်တယ်ဒီဗီဒီယိုဖိုင်လေးကအင်တော်ရှင်မျိုးသမီးတွေကိုလည်းပညာပေးသဘောဖြစ်တဲ့ပြုံမှာနော်ကွဲလန်တုံးဖြာခင်းခြင်းနဲ့ဂျာကူလီခေါင်းကြီးတို့အတွက်လည်းသင်ခန်းစာတွေပါပဲဟုတ်ပြီနော်ကျွန်တော်တို့နည်းနည်းတော့ဆက်ကြည့်ပါဦးမယ်ကိုနေထားနဲ့ကိုနေအဲ့တော့တိအောင်ပြောပြတာဟမ်အဲ့တော့၅ယောက်ကြာအခုလိုမျိုး ငါငါရောက်ကြာအခုလိုမျိုးအထင်မြင်လွဲမှားတာတော့ငါမခံနိုင်ဘူးတော့အဲ့တော့ကြောင့်မကောက်ကငါကရုံးတုံးလိုက်တယ်ငါကကအပြစ်ပေးတဲ့နေနဲ့နောက်တစ်ချက်ကနင်တို့အခုလိုမျိုးသွေးထိုးလှုပ်ဆော်မှုကြောင့်ငါ့ကိုကြောက်တော့မှငါဟာအထင်မြင်လွဲမှားပြီးတော့လိုင်းပေါ်မှာလိုင်းပေါ်တင်းအဆက်တွေကွဲဟင်အခုလိုအတိုင်းဒါတွေဖြစ်ခဲ့ရတဲ့အတွက်ကြောင့်ငါကငါ့ရောက်ကြောက်လည်းငါအရင်ပြန်တောင်းမှန်းတဲ့ယောက်ျားရင်တကယ်ပြောတာပါမိမ အသိစိတ်ကရောအသိစိတ်ကရောအဲ့လိုမျိုးကြီးဖြစ်သွားတဲ့အတွက်ကြောင့်မယောက်ျားဝင်းမတကယ်တောင်းပန်တယ်အဲ့တော့နင်တို့ကပြောချင်တာလေကြာကူလေးလေးအခုလိုနင်တို့လုံနေတဲ့အရာတွေချက်တန်းကရက်လိုက်တော့နင်တို့ကြောင့်မိသားစုဘဏ္ဍခုပြိုကွဲပြီးသွားပြီလေနင်တို့ကြောင့်ဟန်အိမ်အောင်ကြီးတွေဘလောက်ကတောက်ကဆဘနဲ့ဘဲအိမ်အောင်ကြီးတွေဟန်ကတောက်ကဆဖြစ်ပြီးသွားပြီလေအဲ့တော့အဲ့လိုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်မမသိရပဲရှိတာနော်ရှိတဲ့အိမ်အောင်ကြီးတွေအများကြီးပဲ ဒါတော့မှငါနဲ့ငါယောက်ျားနဲ့အတိုင်းထားသည်တန်ယုံစင်ခိုင်ခိုင်မာမာတိဆောက်ထားတဲ့တန်ယုံစင်မလို့အခုလိုအနေထားမျိုးတွေမှာပြန်ပြီးတော့ပြန်လဲဒီလိုမျိုးပြင်းပြပြီးနေနေရတာအဲ့တော့ထပ်ထပ်ပြီးတော့မဖြစ်ရလေအာနင်တို့အခုလိုမျိုးတွေစင်ကျင်တုံတရားတွေရှိပြီးရတိုင်းရက်ပါဆိုတဲ့အကြောင်းငါနင်တို့ကိုသတိပေးလိုက်တယ်နော်အလုံးမဟုတ်ဘူးဆိုလို့ရှင်တော့ငါတို့အဆုံးမဆုံးနဲ့နော် အဲ့လိုလုပ်ရဲအဲ့လိုပုံစံမျိုးတွေမြင်လို့ရှိရင်ဘာယောက်ျားနဲ့နင်းနိုးနဲ့အသားကြီးပဲဘာယောက်ျားလုပ်ခဲ့တဲ့ຢာတွေကဘာမှမဟုတ်တော့သလိုတော့ခံစားမိတယ်အဲ့တော့ခုဖြစ်နေတဲ့ຢာတွေမှာငါကုံကလည်းအပြစ်ပေးပြီးသွားပြီရှေးလျှောက်ရှေးလျှောက်မှလည်းငါကဘဲကောင်းဘဲဟာတွေမှဘဲကြကူလီတွေမှငါရဲ့အဲ့သွေးထိုးလို့ဆိုတော့ငါခံတော့မှာမဟုတ်ဘူး အဲ့တော့ငါဖောက်ငါကငါမုံမုံရှေ့ဆက်ခြင်းနဲ့အတွက်ကြောင့်မလို့အခုလိုဂျာဂူလီလုံနေတဲ့အရာတွေကိုနင်တို့ရတန်းရက်ပါเนาะနောက်မှငါအဆိုးမဆိုးပါနဲ့ဟုတ်ပြီเนาะပျော်ရွှင်စရာဇသိန်းခန်းလေးဇပောင်းခန်းလေးရောက်သွားပြီအဲ့တော့ဂျာဂူဒီတတိုက်ပြောကျင်တာကထပ်ပြီးတော့မနှောက်ရှက်နဲ့တော့သူများအိမ်တော်ရေးကိုခေါင်းကြီးတို့ဂျာဂူလီခေါင်းကြီးတို့ဒါလေးကိုသင်ကန်းစာယူပါဟုတ်ပြီเนาะသူများအိမ်တော်ရေးပြဿနာတက်ပြီးဟေ့ဆိုရင်ချက်ပေါက်ကနေသွားသွားပြီးတော့ ိုချင်းစာနာတရားတွေဟောရတာကျင်နာတွေပြောရတာနော်မေတ္တာတွေပြရတာတွေတော်ပါပြီပေါ့လေနော်အဲ့တော့သတိလဲထားကြပါအောင်ဗျာအဲ့တော့သတိထားဖို့လိုပါတယ်သူများအိမ်တော်ကြီးပြန်ပေါင်းတဲ့အခါမှာနာမည်တက်ပြီးပြောလာခြင်းရှက်ရှားကြီးပါနော်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုကိုတင်ပေးရတဲ့နောက်ရွေချက်တစ်ခုကဘာလဲဆိုတော့ဒီအမျိုးသားပါဒီမျိုးသားကအင်မတန်ကိုသူ့အိမ်တော်ကြီး နဲ့ပတ်သက်ပြီးတော့သမိုးထားတဲ့လူလို့ကျွန်တော်ယူဆပါတယ်ကျွန်တော်အဲ့ဒါကြောင့်ဒီဗီဒီယိုဖိုင်လေးကိုဝေမျှခြင်းဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဆက်ကြည့်ပါမယ်အဆက်မှမဟုတ်ပါဘူးเนาะပြောချင်တာကတချို့တွေလည်းအိမ်တော်ကြီးကြားတွေဝင်မပါဘူးလို့ပြောတာကိုဘယ်လို့မှပြောလို့မရဘူးเนาะနှစ်ထပ်ရှိမှမှတ်မိမှာကိုကျွန်တော်တိတ်ခိုင်နေရင်းပြီးချပြီးတော့เนาะပြောပြလိုက်ပါတယ်เนาะဆယ်နှစ်တာပေါက်ခဲ့တဲ့တဒန်းတစ်ချောင်းမှာသူကျွန်တော်ပေါ်ကျူးလွန်ခဲ့မှားခဲ့တဲ့အရာကြီးကိုဝန်ချတောင်းမယ်လေအဲ့ဒါသူမစွန့်လွန်နိုင် အဲ့တော့ခွန့်လုပ်ပေးလိုက်တယ်သူ့ကိုပြစ်ပေးတဲ့အနေနဲ့သူ့စံပါကိုကျွန်တော်ဂရုံးတုံးခိုင်းလိုက်တယ်အဲ့မှာသူတုံးတော့သူဝမ်းနေတယ်ဝမ်းနေတော့ကျွန်တော်လည်းလိုက်ပြီးတော့တုံးပေးလိုက်တယ်ပြောချင်တာကမင်းတို့အားကျနေတဲ့ line ပေါ်မှာ မချစ်တဲ့တော့ဟုတ်လားကားတွေကအောင်ရင်းလင်းလို့ယောက်ျားတွေကအပြင်မှာအဲ့ထက်တောင်ပို့ပါရဲ့လို့ရှိပါလေဆိုတော့ပြောချင်တာမင်းတို့မျိုးသားတွေမင်းတို့ချစ်သူတွေကိုလည်းမင်းတို့အတန်ဖိုးထားပါပြောချင်တာကို့ဘော်တကယ် မိမတယောက်ဘာကံကောင်းလဲဆိုရင်ကိုဘလောက်အမားတွေရှိရှိဘလို့ညာတွေဖြစ်ဖြစ်တရားတယောက်ကိုပိုင်ဆိုင်ကြတာကံကောင်းဆုံးမိမအားကြမယ်ဆိုရင်အဲ့ရာတွေကအားကြစရာတွေကြီးပဲเนาะသူကန်ဆိုးလားကန်ကောင်းလားဆိုတာအခြေအနေကိုကြည့်လိုက်ပေါ့ကွာသူကန်ဆိုးလားကန်ကောင်းလားဆိုတာမင်းတို့ကြည့်ကြည့်လိုက်ပါเนาะပြောချင်တာကစီစဉ်ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာထပ်ပေါ့เนาะခုပေါ်မှာနားလည်မှုရှိတယ်ယောက်ျားတယောက်ပိုင်ဆိုင်ထားတာကန်ကောင်းပါတယ်တကယ်ကောင်းပါတယ်အဲ့တော့ခုပေါ့เนาะဟို ကိုယ်လည်းဝန်ခံရမယ်ဆိုလို့ရှိရင်တော့ဒီမှာကအရင်ရေးအများကြီးရှိပါတယ်ပေါ့နော်ကျွန်မအမှုသားပေါ်မှာလည်းဟိုငယ်တဲ့စိတ်ကြောင့်အဲစိတ်လိုလိုက်ခဲ့တဲ့အရင်အများကြီးရှိပါတယ်အဲ့တော့အဲ့ဒါတွေကိုအကောင်းဆုံးဝန်ချတောင်းပန်ပြီးတော့အကောင်းဆုံးပြင်ဆင်ပြီးတော့ရှေ့ဆက်မနာကမှလည်းပျော်ပျော်ရွှင်ရွှင်မိသားစုဘဝလေးနဲ့ပေါ့နော်ဟိုနားလည်မှုပြည့်ရှိတဲ့အိမ်တော်ကြီးတစ်ခုဖန်တီးမယ်ဆိုတဲ့ဟာတော့အမှန်ခံပါတယ်ယုံကြည်ပါတယ်ပေါ့နော်နောက်ဂျာတုံညာလည်းမဝင်တော့နော် friend เนาะ တယ်ပေါ့လားမင်းတို့ live မှာတွေ့တဲ့ຢာတွေကအမှန်မဟုတ်ဘူးဆိုတာဒါငါတို့သိခံနေရင်ချပြလိုက်တာเนาะအလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ဒီ brother တို့လင်မြန်းနှစ်ယောက်ကတော့သူတို့ရဲ့အတွေ့အကြုံသူတို့ရဲ့အဖြစ်ပြက်လေးတွေကိုသင်ခန်းစာအနေနဲ့ပြန်လည်ဝေမျှလိုက်တာပါအဲ့တော့သတိထားရမှာကတော့သူများလင်မြန်းချားဝင်ပါတဲ့ဂျာကူလီခေါင်းကြီးတွေမေတ္တာရှင်ကြီးတွေသတိထားရပါမယ်နောက်ပြီးတော့ဒီဖြစ်ပြက်ကလေးကိုကြည့်ပြီးတော့အိမ်အောင်ရှင်တွေလည်း ီထက်ပိုပြီးတရားလှပတဲ့အိမ်တော်တစ်ခုကို ဖန်တီးနိုင်ကြပါစေ။နားလည်မှုနဲ့တိဆောက်တဲ့ခိုင်မာတဲ့အိမ်တော်တစ်ခုကိုဖန်တီးပြီးတော့တသက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ကြပါစေလို့ကျွန်တော်ကဆုတောင်းပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်ကွီးစော်ပါ။ကျွန်တော် channel လေးကိုလည်း like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။